စကိုင်းတိုင်းအင်းတော်မျိုးဂျပန်လိုင်ကူစကန်းကုန်းမှထွက်ပြေးသွားသောတမ89ခွန်တမမူဘုံမူချုပ်အောင်တဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များကအရှင်ဖမ်းဆီးရရှိထားပြီးဖြစ်သည်ဧပြီလ10ရက်နေ့အင်းတော်မျိုးဂျပန်လိုင်ကူစကန်းကုန်းမှထွက်ပြေးသွားသောတမ89ခွန်တမမူဘုံမူချုပ်အောင်တဦးကိုလန်ခရီးတနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခြင်းဖြစ်ပြီးလက်တလောတွင် အရှိအအနေအသေးစိတ်ကိုထုတ်ဖော်ပြောဆိုရေးမရသေးဟုတော်လည်ရေးတတိရေးမြက်ကရှင်းပြသည်ဖမ်းမိတာကွန်ဖမ်းဖြစ်ပါတယ်တမ89ခွန်တမမှုမှန်ပါတယ်ဟုတော်လည်ရေးတတိရေးမြက်ကပြောဆိုသည်ဘုံမူကျောက်အောင်တဦးသည်စစ်တကတ်တို့အပတ်စဉ်၄၀နှစ်ကျောင်းဆင်းဖြစ်ပြီးတမ89တမမှုမဖြစ်ခင်ကော့တောင်းတက်နေ၏စစ်ပြူဟာမှုအဖြစ်ဘုံမူကြီးရာတို့ဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် တမ89တမူးချုပ်ကဘုံမူးချုပ်အောင်တဦးမှန်ပါတယ်။အင်းတော်နယ်ကတားကြားမှာမိသွားတာဆိုရင်တော့ဖြစ်နိုင်တယ်ဟု CDM ဘူကြီးစင်ရော်ကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့တုံ့သက်ပြောဆိုသည်။ဧပြီလ9ရက်နေ့ညပိုင်းတွင် စကိုင်းတိုင်းအင်းတော်မြို့နယ်ရှိစစ်ကောင်စီ၏နောက်ဆုံးလက်ကျန်စခန်းဖြစ်သောဂျပန်လိုက်ကူစခန်းကုန်းမှတမ89တမမှုဘုံမှုကျောက်အောင်တအူစခန်းဆုပ်ခွာထွက်ပြေးသွား၍ အင်းတော်မျိုးနယ်တစ်ခုလုံးကိုအပိသက်သိမ့်ပရရှိခဲ့သည်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသ၏အစီအစဉ်ဖြင့်အင်းတော်မျိုးသိမ့်တိုက်ပွဲကို ရှစ်လကျော်ကြာဆင်နွှဲခဲ့ပြီးနောက်အပိသက်သိမ့်ပရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်အင်းတော်မျိုးသိမ့်တိုက်ပွဲတွင်စစ်ကောင်စီတပ်၏ဟာဝေစာနှလက်120မမ2လက်အပါအဝင်လက်နက်ကြီးလက်နက်ငယ်နှင့်ခဲယမ်းမီကြောင်အမြောင်အများတင်ပါရရှိခဲ့ကြောင်းသိရသည် အင်းတော်မျိုးသိန်းတိုက်ပွဲစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစစ်တေတာကုကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကတ္တာခရိုင်အမတ်တစ်တရင် အမတ်နှစ်တရင်အမတ်သုံးတရင်အမတ်လေးတရင်ကတ္တာခရိုင်အထူးလှုပ်ရှားတပ်ခွဲ အမတ်တစ်အထူးလှုပ်ရှားတရင်အမတ်၁၀အထူးလှုပ်ရှားတရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်းတော်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ဗမောက်ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ ကတာပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာခရိုင်ပကဖအမတ်နှင့်ရွှေဘိုခရိုင်ကိုကဲရေးပြည်ဦးလင်ခရိုင်အမတ်909 930 931တက်ရင်ပြည်ဦးလင်ခရိုင်အမတ်1အမတ်2တက်ရင်ကြောင်းသားတက်မတော် ABSDF တက်ရင်7တက်ရင်14ကရှင်လွန်မြောက်ရေးတက်မတော် KIA တက်မဟာကိုမှအထူးစစ်ကြောင်းမွန်ကြီး KPDF ကလေးခရိုင်အမှတ်30တရင်ရော့ကတ်တပ်ဖွဲ့ drone ပူပေါင်းတပ်ဖွဲ့ MOG drone force ABSDF K2 SR1 အမှတ်1849 drone တပ်ဖွဲ့ကက်ပလူခရိုင် drone တပ်ဖွဲ့ကတာခရိုင်လက်နက်ကြီးအဖွဲ့မြင်းကြံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်